စိတ်ရဲ့အညစ်အကြေးတွေဆိုတာပါတော့ကာမစ္ဆန္ဒ desire for sensual pleasure စန္ဒဆိုတာ desire ကာမဆိုတာ sensual pleasure ကာမဆိုတာလူချင်းစရာအာယုန်တွေကိုကာမလို့ခေါ်တယ်ဒီနေရာလူချင်းစရာအာယုန်တွေဆိုတာမျက်စိကမြင်ပြီးတော့လူချင်းစရာကောင်းတယ်နားကကြားပြီးတော့လူချင်းစရာကောင်းတဲ့အတန်နားထောင်ခြင်းစရာကောင်းတဲ့နှာခေါင်းနဲ့နှမ်းရှင်ပြီးတော့လူချင်းစရာအနတ် လျာနဲ့လည်းရက်ပြီးတော့လူချင်းစရာကောင်းတဲ့ရတာခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့လူချင်းစရာကောင်းတဲ့အထိတွေ့ဒါတွေကိုကာမလို့ခေါ်တာကာမဆိုတာလူတွေကဒီကာမဒုက္ခဆိုတဲ့အထဲမှာပဲအားလုံးလာလမ်းဆုံးသွားကြတယ်ဘဝတစ်ခုရလာပြီဆိုလို့ရှိရင်နေ့စဉ်နဲ့အမျှကြိုးပမ်းအားထုတ်နေကြတာဘာအတွက်တုံးလို့မေးလို့ရှိရင်ဟောဒီကာမဒုက္ခအတွက်ကြိုးပမ်းနေကြတာရှိ ဒါကိုပဲချမ်းသာလို့သတ်မှတ်ပြီးတော့နေကြတာလေအဲ့ဒီချမ်းသာတွေကဘယ်လောက်ထိလူတွေကိုဒုက္ခပေးတယ်လဲဆိုရင်ဒီချမ်းသာရဖို့အတွက်လဲစူးစမ်းကြရတယ်စူးစမ်းရင်စူးစမ်းရင်လည်းအကုသိုလ်တွေလုံမိတဲ့အခါဒုက္ခတွေပြန်ရသွားပြန်တယ်တန်တရာဝကမလွတ်တော့လဲပဲအိုခြင်းနာခြင်းတည်ခြင်းဆိုတဲ့ဆင်းရဲဒုက္ခတွေနဲ့တဝဲလဲလဲပြန်ဖြစ်ပြန်တယ်သူကပြီးတော့ဒီဒုက္ခလို့သာသူကဆိုရတာပူလောင်မှုတွေအများကြီးပဲဘာလို့လဲဆိုရင်စဉ်းစားကြည့်လေ